ခုနက new fee ပေါ်မှာတက်လာတာကောင်မလေးအသက်16နှစ်ပဲရှိတရား KTV မှာ happy water တောက်ပြီး show သွားရပေါ့နော်အဲ့ဒီအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကအမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဆယ်ကျော်တဲ့လူငယ်အမျိုးသမီးလေးများအထူးသတိပြုဆင်ခြင်နိုင်ဖို့မျှဝေပေးပါရစေ online ပေါ်ကနေသိရှိပြီးသူများလည်းရှိမှာပါပို့တော်လေးကမှမိုင်းပန်မျိုးနဲ့ KTV မှာဖြော်ရည်တစ်မျိုးတောက်သုံးခဲ့ရမှာ အသက်ဆုံးရှုံးသွားခဲ့တဲ့ဆယ်ကျော်တဲ့မိန်းကလေးတယောက်အကြောင်းကိုသိရှိကြမှာပါအဲ့ဒီဖျော်ရည်အကြောင်းကို ပြောထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ကို လူငယ်အမျိုးသမီးများသိရှိအောင် မျှဝေ ပေးလိုက်ပါတယ်အားလုံးပဲကြည့်လိုက်ကြရအောင်ဒီလိုတူတော့ကျမရှင်တို့ကိုဆုံးမဩဝါဒလာချွေတာအခုမှ KTV ဆသွားမယ်အခုမှမန်ကလေးတက်လာရင်ရန်ကုန်တက်လာရင်နော် night flight ဆိုတာဘာမှမသိ KTV class ဆိုတာဘာမှမသိရင်ဒီမှာနားထောင်သွား ်ကေတီဝီကလည်းငါတို့ဟိုငငယ်တော့ကလိုမျိုးကေတီဝီသွားပြီးတော့မှဒီမှာ solid တယောက်လောက်ဘေးထားပြီးတော့မှတချင်းဆိုရတာမဟုတ်တော့ဘူးတော့လုံးဝ private club ဖြစ်သွားပြီကေတီဝီမှာဘာလဲဆိုဘာရှိလဲဆိုရင်တို့ကအဲ့လိုကိုပိုင်းအဲ့လို DJ စင်နဲ့အဲ့လို DJ ကိုတယောက်ခေါ်ပြီးမှ DJ တီးခိုင်းနေဘေးမှာပပတ်လဲဝိုင်းပြီးတော့မှ15ယောက်16ယောက်လောက်เนาะဆေးသုံးပြီးတော့မှ high နေလို့ခေါ်တာတို့တော့ကြဆေးတက်အောင် high နေပေါ့เนาะ high နေအဲအဲ့ဒီမှာတို့တော့သုံးနေဒီမူရဇေဝါတွေက happy water ke ပေါ့เนาะ ကျမကင်းနဲ့အီရောကျမတခါမှမတုံးဘူးလို့ကျမမပြောပြတော့ happy water အကြောင်းပြောပြမယ် happy water ကဖြော်ရင်းနဲ့တူတယ်ဒလောက်လောက်ပလင်းလေးကဒလောက်လောက်ရှိတာတကွစာပဲမော့လိုက်လို့ရှိရင်ကွာလောကဖြော်ရည်အတိုင်းနဲ့အဝင်လဲချိုတယ်အာပြဿနာကဘာလဲဆိုလို့ရှိရင်ပြဿနာကစောင်းရဖို့ရတာကွာဒီလားအဲ့တော့တောက်ပြီးတော့ပြီး9မိနစ်အတွင်းမှာ time ဆိုတစ်ချက်မူးတော့ပြီးရတယ်တခန်းလုံးကလူတွေဒီဝိတ်တာတွေအဆမကျန်ကိုကပဲမွေးထားတဲ့တာသမီတွေလိုမျိုးပဲချစ်တယ်အကိုကြီးတွေဆိုလို့ရှင်လည်းမသိဘူးကိုအကိုလိုမျိုးပဲ ခင်တယ်ချစ်တယ်အဖော်ရွေတယ်စောင်းရမ်းသဘောကောင်းတယ်အဲ့လိုဖြစ်သွားတာအဲ့ဒီအချိန်မှလေအဲ့ဒီအချိန်မှကိုယ်အဲ့ခံတဲ့လူကအဲ့ဆိုရင်မှတခုခုတက်လောက်သွားရင်တော့မှဆေးအရန်တက်နေတဲ့အချိန်ဆိုရှင်ပြုံပြုံကြီးခံလိုက်မိမှာကွာအဲ့လောက်ကိုသဘောကောင်းမှာနော်အဲ့ဒါကြောင့်မလို့အဲ့အရေးတွေကိုတောက်တော့မယ်ဆိုရင်တတိထား KTV ကလပ်သွားမယ်ဆိုကိုယ့်ရဲ့အတိမိတ်ဆွေအကိုညီကိုမောင်တို့မှမိတာစုမပါမင်းနဲ့ဘယ်တော့မှမတွားနိုင် เนาะအာပြီးလို့ရှိရင်အဲ့ရလေး၄၅နာရီလောက်ပဲဒီ happy hormone ကိုအမြင့်ဆုံးရောက်တဲ့အထိတွန်းတင်ပြီးရယ်ပြီးအစိမ့်ရှိန်ပြေသွားပြီဆိုလို့ရှိရင်စေးဒေါင်းသွားရောစေးဒေါင်းတဲ့အချိန်မှာဘလို့ဖြစ်လဲဆိုလို့ရှိရင်လုံးဝအစားမစားချင်နန်းဆိုအဲ့တော့24 hour အစားလုံးဝမစားဒါပေမဲ့ဘိုက်ကြီးကလုံးဝပြည့်ပြလုံးဝမအိမ်တတိစစ်ခါကလုံးဝမျက်လုံးတစ်ချက်မှမေးမလို့ပဲနဲ့လုံးဝမအိမ်ပြူးကြောင်နေเนาะအဲ့လိုဖြစ်တဲ့ပြီးရင်လေအစိုးဆုံးက overthinking ဖြစ်တာ နော်မတိကိုတဘောကလုံးဝပဲအရန်နေစုပ်ပြတ်တက်နေသလိုလိုတင်မလားကိုရဲ့အုံနောက်တမှာငါဘောကပဲအရန်တနာစရာကောင်းနေသလိုလို stress တွေ peak overthinking တွေဖြစ် depression တွေဝင်အဲ့လိုဖြစ်ရောခေါင်းထောက်ချားတွေဖြစ်ရောနော်ဟိုဟာတွေးလိုက်ကြောက်လိုက်ဒီဟာတွေးလိုက်ကြောက်လိုက်ငိုချင်လိုက်နေမလားထရှိလိုက်အဲ့လိုမျိုးခေါင်းထောက်ချားတွေဖြစ်တယ်ပြီးရင်နောက်ဆုံးအချက်ကတော့မဖြစ်တယ်လဲဆိုလို့ရှိရင်တောက်လုံလုံးမှလုံလုံးမရဘူးရှင့်နော်တပတ်လုံးကြီးလုံးဝမိုင်းထွေးပြီးအလုပ်ထဲမှာလဲစိတ်မပါတိလား နော် mind train ငေးမောပြီးတော့မှအလွန်တုံးတီတုံးတာနဲ့အောက်နောက်ကလည်းလုံးဝအလုံးမလုံး talking နေတဲ့အတိုင်းပဲအဲ့လိုမျိုးဖြစ်သေးပေါ့နော်အဲ့တော့ကကွာ happy ဝတ်သားတွေဒီနော် KDE စတုံးတော့မယ်ဆိုရင်တတိထားမတုံးတာအကောင်ဆုံးပဲနော်အကြွေတုံးမိသွားပြီဆိုလို့ရှိရင်လည်းတုံးမဲ့တုံးမဲ့လို့စဉ်းစားထားရဆိုလို့ရှိရင်လည်းကိုယ့်ရဲ့မိသားစုတွေခင်မရတဲ့ဒူတွေမိန်းကလေးဆိုပို့ပြီးတတိထားနော်ဒါတငယ်ချင်းပေါင်းတင်းတွေမှမပါလို့ရှိရင်သစိမ်းရောက်ကြလိမ့်နဲ့မသွားနိုင်တို့အဲ့ဒါတိုက်တက်လောက်ကြမှာတိလာနော်အဲ့တို့တက်လောက်နေတဲ့အချိန်ကျတော့ရှိရင်လည်းရှင်တို့တွေရုံးမှာမဟုတ်ပျော့ပျော့ကြီးခံ ံလိုက်မိမှာအဲ့ဒါအဲ့ဒီဆေးတွေရဲ့ side effect တွေပဲเนาะ